ကြိုက်တော့ကြိုက်မတုံးနဲ့အဲ့တော့မျက်ခုံးမွေးအရောင်ချွတ်မယ်ပြီးလို့ရှိရင်မျက်ခုံးမွေးပုံသွင်းမယ်ပြီးရင်နှာခမ်းမွေးရရမယ်ဖြစ်ပါတယ်ဒီမှာမျက်ခုံးမွေးတွေကဒီလိုမျိုးမတက်မရက်ပေါက်နေလို့ခုံမွေးဆိုလို့ရှိရင်သူ့ပုံလေးနဲ့သူရှိနေတာကြိုက်တဲ့အကြောင်းအမြဲ getting shape ဖြစ်အောင်အမြဲလုပ်ထားတယ်။ဒါကအဲ့တော့၃နေရှာဖြစ်တဲ့ Jolin ရဲ့မြခုံမွေး bleach လုပ်တဲ့ပေါင်းတာဖြစ်ပါတယ်။သူ့ရောသူကဘူးနှစ်ဘူးပါတယ်။ cream ရဲ့ပြီးရင်အာ မှုန်ရင်နှစ်ခုပါတယ်။အကမီကယ်ဆိုတော့ little bit တော့ပြန်နှလုံးကျင်းနေတိုင်းကျင်းတော့မဟုတ်အနံ့ပြင်းနေထားပါတော့ဥပမာသပင်စည်းဆိုလို့ရှိရင်အနံ့ပြင်းရတယ်လို့ပြောပါတော့အဲ့လိုမျိုးတွေမကြိုက်ဘူးလုံးဝကိုက clean လုံးဝကို clean ဖြစ်နေတဲ့သူတွေဓာတုဆေးဝါးလုံးဝမတုံးခြင်းတဲ့သူတွေကတော့မတုံးနေပါတော့။အဲ့တော့ရရယ်တုံးနေကိုဘဲဖြစ်နိုင်လို့ကိုခံနိုင်လို့ဒီဟာကိုတုံးနေ cream ကတလောက်လောက်ထည့်ပါတယ်။ cosmetic ပစ္စည်းတော်တော်များများနဲ့ဒီစပင် product တော်တော်များအနည်းနဲ့များ chemical ပါတဲ့ကြတယ် chemical တိုင်းကကျမယူထိခိုက်စေလားဆိုရင်တော့ chemical တိုင်းကတော့ကျမယူထိခိုက်စေတာပုံပဲ chemical တိုင်းကတော့ဘေးရက်ဆိုကြတော့အကုန်လုံးရှိကြပါတယ်ဒါကတော့ bleach ပေါင်းထားပါသူ့ကိုကျတော့နည်းနည်းလေးပဲထည့်ရမယ်ဒါပေမဲ့စပင်လောက်တဲ့ဟာလောက်စပင်စီးဆိုးတာလောက်မပြင်းဝန်းနေရလေဘလောက်လောက်ဒီတက်ပါမယ်အခုခေတ်ကြီးမှာ chemical ကတော့ ရှောင်လို့မရတာမိကလေးနဲ့သူကလည်း chemical ပါတယ်ဘယ် makeup ပစ္စည်းမဆိုးပါတယ်အဲ့ makeup ပစ္စည်းတိုင်းကဘယ်လို brand ဘယ်လို brand တည်းဘာကြီးပဲထုတ်ထုတ် chemical ပါတယ်ပြီးရင် skin care product ကကြတော့ less or chemical than makeup product တွေ color cosmetic တွေပို့ပြီးတော့မှ skin care တွေက chemical နေတယ်ကိုကလုံးဝကိုဒီ chemical တွေမသုံးချင်ဘူးဆိုလို့ရှင်ကတော့ကျွန်တော်တနခါပဲလိမ့်ပါတော့ တော့ကန်ဆာမဖြစ်ချင်ဘူးဆိုလို့ရှိရင်ကန်ဆာမဖြစ်ချင်ဘူးဆိုပြီးတော့မှတနခါပဲလင်းအဲစားတောက်တွေလည်းပတ်ကြရမစားနေဘူးလို့ဖြစ်ချင်တာတော့ပြောနေကြတော့ကန်ဆာမဖြစ်ချင်ဘူးစားနေတော့ခါကျတော့ခမီးကပစ္စည်းဆိုလို့ရှိရင်လည်းပစက်နဲ့လက်နေရမညီဘူးလို့အဲ့တော့အရင်မဲတဲ့လူဆိုတော့အရင်ဟဲတွေကမဲတဲ့သူဆိုတော့ဓာတ်ဖြစ်တဲ့သူဆိုတော့ဆင်းမြစ်လောက်ထားမှပဲအညိုဆင်းကိုရောက်တယ် rose ဆိုလို့ရှိရင်သူ့ရဲ့ဒီ bleach လောက်ထားတဲ့ blend အရာပေါ့ဒီ root က အနက်ရောင်ထွက်လာတာကိုထင်တယ်နှစ်ပတ်တခါလောက်ကတော့ root touch လောက်ရမှာပဲ root touch ကိုမရ touch လောက်ရမှာမဟုတ်တော့ bleach နော် bleach အဲ့တော့ jolim ဖြစ်ပါတယ် super store ကဝင်တော်ရုံတန်ရုံဒီကနေတာကတော့ FT ကခွင့်မပြုထားတဲ့အလှကုန်ပစ္စည်းတွေဆိုလို့ရှိရင်တင်လို့မရှိဘူးရောင်းချခွင့်မရှိဘူးဒါမဲ့ဒီဟာရောင်းနေရောင်းနေဆိုတော့တုံးနေအဲ့တော့ကိုဖြစ်ကိုခံဒါပဲကြိုက်တုံးကြိုက်မတုံးနေဆိုရပါပြီမချစ်ချလိုက်တော့အညိုရောင်ပြောင်းတော့ပြီ အညိုရောင်လေးဖြစ်သွားပါပြီဒါဆိုလို့ရှိရင်အဲ့တော့မျက်နှာလေးကပိုပြီးလင်းလာတယ်အဲ့တော့မျက်လုံးလေးကပိုပြီးတော့မှ obvious ဖြစ်လာတယ်ပိုပြီးတော့မှထင်ရှားလာတယ် prominent ဖြစ်လာတယ်အဲ့ဒါကြောင့်မို့ဒီမျက်လုံး eyebrow ကိုအမြင်နဲ့နှစ်ပတ်တစ်ခါတစ်ခါလေးကြာရင်တစ်လတစ်ခါတစ်ခါကြာတစ်လတစ်ခါပါတယ်အခုကဒီ ego hall wipes နဲ့ဒီ eyebrow loaded ဟာကိုပိုးတက်ပါမယ်ပိုးတက်ပြီးတော့မှသုံးမယ်ပြီးပြီဆိုမှဒီဘီလီနေအတန်းကျွတ်သွားလို့ကက်ကြီးတေးလေးနဲ့ဒီလိုဖြီးပြီးတော့အပေါ်က ်ရှိတာလေးတို့ညှက်လိုက်ပြန်တော့ဆိုနှစ်ပါသွားပြီပုံကြကြလေးဖြစ်သွားပါပြီအမွေးနအမကျန်တဲ့ဟာလေးတို့နှုတ်ပါမယ်တာခုနရိတ်တာလေးကျန်တဲ့ဟာလေးတို့နှုတ်ပါမယ်ရိတ်တာဆိုရင်ခဏပဲ